အားလုံးပဲမင်္ဂလာပါဗျာ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားကျွန်တော်ကိုပြပြပေးတော့မှာကတော့ဆရာရှူရောင်းရီတာထိုင်ယူပတ်နန်ဒီယူပတ်ကလျာဏီဆိုရဲစာအုပ်လေးရဲ့အခန်း6ပဲဖြစ်ပါတယ်ကျွန်တော်မှာတော့ဖော်ပြခဲ့ပြီးဖြစ်တဲ့အတိုင်းအယုတ်အစင်ညံ့ဖြစ်တော်သူတယောက်ဖြစ်တဲ့အတွက်မင်းမပြောလို့ဒီကျွန်တော်အားနှောက်ရက်ချင်းမပြူပဲချမ်းသာပေးလျက်ရှိရာဘောဆံမှာမူအလွန်တရာရှက်ကြောက်တတ်တော့ တငယ်တယောက်ဖြစ်၍အခြားမိမပြူတယောက်သည်အကျဉ်စီရှိသည့်ဟန်နှင့်ဘောဆန်အနီတို့ချစ်ကပ်၍လာလျင်ဘောဆန်သည်ရက်လာသည့်အမိုးရာနှင့်ကိုတွင်တို့ဝင်ပြေးလေ၏ဇနတိသည်မိမတို့အားဖယ်ရှားရန်လက်ပြပြီးတွင်ကျောတို့အားလုံးကိုကိုတွင်တို့ခေါ်သွားရာမောင်စောနာ၏မိမမှာထက်ကျက်လိုက်လျက်ပါလာလေ၏ကျောတို့ဝင်ခဲ့သည့်ကိုကြီးမှာအလွန်ကြယ်ဝန်းသည့်ဖြစ်၍ အလျားပေတရာကျော်အနံပေ90ခန်းများရှိသည့်ပြင်ကိုဤအမိုးတို့မှလည်းလွန်စွာမြင့်ကုန်၏ကိုဝါနေမနီမဝေတွင်မိဘုံကြီးတပုံကိုပိုလျက်ရှိရာဇေနတိတီကျွန်တော်တို့ကိုမိဘုံအနေ၌ထိုင်စီလျက်အစာရိတ်ခါများကိုယူခဲ့လေ၏ကျွန်တော်တို့လည်းအလွန်တရာဆာလောင်မတ်တိတ်လာသည့်ဖြစ်၍လူရိုင်းတို့ယူခဲ့သောနွားနို့တို့နှင့်အမေသားများ တိဥတိဖုမြာကိုငြိမ်ရှက်စွာစားတောက်ကြလေ၏စားတောက်၍ပြီးလျင်ရှင်နေတိတီကျွန်ုပ်တို့ရှိရာသို့လာ၍ပြောသည်မှာမောင်တို့သည်ကျွန်ုပ်တို့ရှိရာရဲ့သို့လာရောက်ကြသည်မှာအလွန်ဒုစရှလာပေ၏ရှိရခါကတယောက်တလီမှ လာရောက်သူတို့မှာကျွန်ုပ်တို့၏ထုံးစံအတိုင်းတက်ဖြတ်၍ပြစ်လိုက်မြဲသာလျင်ဖြစ်လေသည်အမောင်တို့မှမူ ဘီမထံမှာအထူးအမိန့်တော်ရရှိသဖြင့်တက်ဖြတ်ခြင်းမပြုဘဲခြံလိုက်၍ထားခဲ့ခြင်းတည်းဟုပြောလျင်ကျွန်တော်လည်းဘီမသည်ကျွန်တို့လာရောက်မိအကြောင်းကိုမိခဲ့သူအသိရှိပြီဖြစ်လေတနည်းဟုမေးမြန်းရာဆင်နတီကပြုံးရယ်ပြီးဦးခေါင်းကိုယမ်းလျက်ဤရ၌မျက်စိနှစ်မှအမြင်နိုင်သည်နားနှင့်မှကြားနိုင်သည်မမတ်နေဟုပြောလျင်ကျွန်တော်လည်းမိတို့ အတိတ်ပဲရှိသည့်ကိုကောင်းစွာနားမလည်냐တော့လဲထက်လောင်၍မမေးဝန်သဖြင့်စိတ်စိတ်သာလျင်နေရလေ၏ထိုကဘိုးကြီးကဆက်လိုက်၍ပြောပြန်သည်မှာငါတို့အဲ့ရက်မှာဘယင်မအလိုတော်ကိုအားလုံးလိုက်နာကြရသည်ဘယင်မသည်အလုံးစုံတည်ပါသည်ငါလည်းယခုအမောင်တို့အကြောင်းနဲ့ဆက်လင်၍အမိန်တော်ခံယူရန်ဘယင်မထံတွားရမည်ဟုပြောလေ၏ထိုကကျွန်ုပ်က ရက်ပေါင်းမြင်များကြာသောအခါပြန်ရောက်ပါမည်နေဟုမေးလင်းတိုက်ရမည်လန်သည်ရွှွနုံတို့ဖြင့်အလွန်ထူထပ်သည့်ဖြစ်၍ငါရက်ခန့်ကြားလိုက်မည်သူအတွင် ကောင်းမွန်စွာနေထိုင်ရလေအမောင်တို့အလိုရှိသည့်အရာများရှိခဲ့လေငိုင်းငယ်သားများအားပြောကြလေအမောင်တို့အားကောင်းစွာဆောင်းလျှောက်ကြည့်ရှုရန်ငါမှာထားခဲ့သည်ဘယင်မထံမှလည်းအမောင်တို့အကြောင်းကောင်းသောတည်များ ပါလာရင်ဖခင်မျောလင့်ပါသည်တို့ရာတွင်ကောင်းကောင်းကြီးစိတ်ချရမည်မဟုတ်သည်အဘဲကြောင့်ဆိုတော့ဖခင်ဤမိခင်ဤလက်ထက်အဖွားဤလက်ထက်စသည့်အခါကဖခင်တို့ဤပြည်သို့အခြားသူများလာရောက်ကြသည့်အခါဘယင်မသည်တေစေဟုအမိန်တော်ချမှတ်တော်မူသည်ဟုအဖိုးကြီးကပြောလေ၏ထို့အခါကျွန်ုပ်ကဘယ်နဲ့လဲဖခင်ခင်ဗျာ ဖခင်မှလည်းအဖိုးကြီးဖြစ်သည်ဖခင် အဖွာလက်ထ၌ဘီမကအမိန်ချရမှာထိုခါကဘီမသည် မမွေးသေးသည်မဟုတ်ပါလောဟုမေးလင်အဖိုးကြီးသည် ရှေးကနေတူမိမိသားလျင်နားလေသည် အမောင်တို့မှနောက်မှနားလေကြလိမ့်မည်ဟုသောမျက်နှာထားဖြင့်ပြုံးရပြီလေကျွန်ုပ်အားနှုတ်ဆက်၍ထွက်သွားလေ၏ အဖိုးကြီးထွက်သွားပြီးနောက်ကျွန်ုပ်ဒီပြောသွားသည့်စကားများကိုပြန်လည်စဉ်းစားမိရာရှီအထက်ကျော်ခိုင်ကအီရဲတို့လာရောက်ဖို့တော့အခြားပြည်သားများကိုဗီမတီတည့်ရဖြစ်သည်ဟု ပြောသွားသည်ကိုတတိယသဖြင့်များစွာစိတ်နှလုံးမချမ်းသာပဲရှိစဉ်မောင်စိုးနိုင်ကဘယ်နဲ့လဲဦးလေးကျွန်တော်လိုက်ရနေရဲ့ဗီမမဟုတ်လားနေရာကြလိုက်တာဦးလေးရဲ့ဟုပြောလျင်ကျွန်တော်မှလည်း ထိုเจ้าရာတို့သည်မဖြစ်နိုင်ကြောင်းကိုယုံကြည်ပြီးတော့လဲမော်စောနိုင်နှင့်ငင်းခုံရန်အလိုမရှိသဖြင့်စိတ်စိတ်သားလင်းနေလိုက်လေ၏ကျွန်တော်တို့သည်လူရိုင်းတို့၏လက်တွင်တို့ရောက်တည်နေမှစ၍တစ်ချိန်တစ်ခါမှရေချိုးရသည်မရှိသဖြင့်ရေချိုးလိုကြောင်းကိုကျွန်တော်၏အဆောင်ဖြစ်သူလူရိုင်းတယောက်အားပြောရာထိုလူရိုင်းသည်ကျွန်တော်တို့ကိုလက်ရွတ်၍ခေါ်ပြီးလျှင်ကိုပြင်တို့ထွက်သွားလေ၏ ကျွန်တော်တို့လည်း၎င်းလူရိုင်းနောက်တို့လိုက်သွားကြရာကိုပြင်းတို့ရောက်လျင်ယောက်ျားမိန်းမအပေါင်းတို့သည်ကျွန်တော်တို့ထွက်လာမည်ကိုစောင့်ဆိုင်လျက်နေကြသည်ကိုတွေ့ရလေ၏ပေါ်ဆန်လည်းမိမိအားနန်းရှုံမြည်ဖြူသောမိန်းမပြူကိုမြင်လျင်အလွန်တရာရှက်ကြောက်လာသည်နှင့်ကျွန်ုပ်၏အနာမှကွယ်လျက်နေရာမိန်းမပြူမှမူမိမိအားမနစ်သက်ကြောင်းကိုသိရှိသဖြင့်အကြံကိုလျှော့သည့်လက္ခဏာဖြင့် ချက်မှန်နောက်ရက်ချင်းကိုမပြုဘဲနေလေ၏ကျွန်တို့လည်းအလွန်ကြည်လင်အေးမြသောချောင်းငယ်တစ်ခုတို့ ရောက်လင်ရေမိုးချိုးပြီးနောက်အရေးအောက်တွင် စကားဆာမီပြောလျက်အဆောက်လုပ်သူလူရိုင်းမှာ စကားတစ်ခုမှမပြောဘဲအနီးတွင်ထိုင်လျက်ရှိနေလေ၏နေဝင်ချိန်ဤသဖြင့်ကျွန်တို့တို့သည်ပြန်လာကြရာကုတို့ရောက်လျင်မိထုံးချိန်ရောက်သည်ဖြစ်၍ ကိုအတွင်း၌မီးများကိုထိမ့်ထိမ့်လင်းအောင်ထုံညိလျက်ရှိသည်ကို တွေ့ရလေ၏ထိုရက်၌ရေနံမီးခွက်တို့မှအမဲစီတို့နှစ်သားလျင်ထုံညိရလေ၏ကျွန်တော်တို့သည်မီးပုံကြီးအနီးတွင်ထိုင်ပြီးလျင်လူရိုင်းတို့ကျွေးမွေးသောအစာတို့ကို စားတောက်ကြပြီးနောက်အဆောင်ဖြစ်သူအားအိတ်လူကြောင့်နှစ်ပြပြရာ အဆောင်လို့သူလူရိုင်းသည်ကျွန်တော်၏လက်ကိုဆွဲပြီးလျင်ကျွန်တော်၏အိတ်ခံရှိရာသို့ခေါ်သွားလေ၏ ကိုကြီးမှာအထက်တွင်ဖော်ပြခဲ့သည့်အတိုင်းအနံပေ90အလျားပေတရာကျော်ရှိ၍တုံးမြင့်နာသောအရက်တူ၌လည်း6ပေခန့်မြည်၍၄ပေခန့်ကျဲသော အပေါင်ငယ်များရှိလေ၏အဆောင်ဖြစ်သူလည်းကျွန်ုပ်ကိုခေါ်၍အပေါင်ငယ်တခုရဲသို့ဝင်သွားရာပေ20ခန့်သွားပြီလင်၈ပေပလဲခန့်ရှိသော အခန်းငယ်တခုသို့ရောက်လေ၏ထိုခန်းငယ်၌လည်းမိကွက်ထုံညီပြီးရှိသဖြင့်ကျွန်ုပ်သည် အခန်း၏အခြေအနေကိုကြည့်လိုက်ရာ၎င်းအခန်းတွင်၌အိန်နော်ဝရီဘော့ကစတီတို့သည်တခုမျှမရှိဘဲအခန်း၏တစ်ဖက်၌သုံးပေခဲ့မြင်သောကြောက်ကလေးတစ်ခုကိုသာလျှင်တွေ့မြင်ရလေ၏သူတို့သည်ကြောင်းမှထွင်ရထားသော၎င်းကလေးကိုကြည့်ရာကတင်မှာလူအရင်အတွက်မဟုတ်လူဤအလောင်းထားရင်အတွက်ရည်ရွယ်၍ထုလုပ်ထားသည်ကို သိရှိရလေသောကြောင့် ပြက်တီမွေးညင်းထအောင်တုံလုံးမိလေ၏တို့ရတွင်ကျွန်မထိုးနေရာ၌ပင်အိယာကြည်တော်မူဖြစ်၍ကြောက်စိတ်ကိုပယ်ဖြောက်ပြီးမလွဲမကင်းသာသည့်အရာကို မတတ်နိုင်ဟုအောက်မေ့ပြီးလျှင်လေမပါလာသောဆောင်းများကိုယူငင်ရန်ထွက်လာလေ၏မိဘနာသို့ဆိုက်ရောက်၍ပေါ်ဆံနှင့်တွေ့ရာပေါ်ဆံမှာအလွန်ကြောက်တတ်သူဖြစ်သောကြောင့်မိမိအိမ်ရန်အတွက်ပေးထားသောအခန်းသည် အလွန်ကြောက်မော့ဖွယ်ကောင်းသည်ဖြစ်၍မအိပ်ဝင်ကြောင်းထိုအခန်း၌အိပ်ရမည်ဖြစ်လေယခုပင်သေရည်သွားစေအိပ်တော်မည်မဟုတ်ကြောင်းကျွန်ုပ်နှင့်အတူလက်အိပ်ခွင့်ပြုပါဟုတောင်းမရကျွန်ုပ်မှာတယောက်တည်းအိပ်ရမည်ကိုကြောက်လျက်ရှိသည်နှင့်ဝမ်းမြောက်စွာခွင့်ပြုလိုက်လေ၏အခန်းတွင်သို့ရောက်လျင်ပေါ်ဆန်သည်ကရင်အနီးတွင်အိပ်၍ကျွန်ုပ်မှာကတင်ပေါ်၌အိပ်ရ၎င်းကတင်မှာအလောင်းစင်ဖြစ်သည်ဟု စိတ်၌ထင်မှတ်ရင်ဆွဲရှိတော့ကြောင်းလားမသိအရှင်လက်လက်မြမြုတ်ခေရခြင်းမတိမီခေါင်းထဲသို့အတွင်းလိုက်သဖြင့်အသက်ရှူခြင်းစသဖြင့်ကရောက်ကဆတ်အိမ်မက်များကိုမြင်မှန်းမိလေ၏အိယာမနိုးလီလင်ခေယာမှုတ်တန်ကိုကြားရသဖြင့်မိုးလင်းချောင်းကိုတိရှိရ၍ကိုပြင်းတို့ထွက်ပြီးလင်ယမန်နေ့ကချောင်းငယ်ရှိရာသို့ရေချိုးရံသွားကြလေ၏ရေချိုးပြီးနောက်ကိုတွင်တို့ပြန်လာ၍ မနက်စာစားတောက်ကြပြီးတော့စကားဆာမီပြောဆိုလျက်ရှိကြစဉ်အသက်40ကျော်အရွယ်ရှိမိန်းမတယောက်သည်အမတ်တမဲ့ခြေတံမကြအောင်လာရောက်ပြီးလျင်ပေါ်ဆန်ကိုဖတ်ရန်နှံ့ရှုပ်လျာပေါ်ဆန်မှာမိန်းမတို့နှင့်ဆက်လင်၍အလွန်ရှက်တတ်သောသဘောရှိသည်ဖြစ်၍လူများတို့ရှေ့တွင်များမကမိမိဤရှေ့သမားရှေ့တွင်ပင်ဤကဲ့သို့ပြုလုပ်ခြင်းများကိုခံရသဖြင့် လွန်စွာရှက်လာသည်ဖြစ်၍အမလီလောက်ပါအောင်ဗျာဟက်ကောင်မဟိနင်ပါလုံးလို့လေကတော့ပါရဲ့ဆရာရဲ့ကျွန်တော်ကစရတာမဟုတ်ပါဘူး။သူကကျွန်တော်ကိုတမင်လာလောက်တာပါ။ကျွန်တော်ဟာဒါမျိုးလဲတခါမှမလုပ်ဘူးပါဘူးဆရာရဲ့အစသဖြင့်ပြောလျက်ရုံးဖက်ထွန့်ပြေးလေ၏။ကျွန်တော်မှာထိုကဲ့သို့ မိမကစတင်၍လူရိုးရှိတွင်ပြုလုပ်ခြင်းမှာမတင်လျော်သဖြင့်မျက်စိရှက်လာတော့လေပေါ်ဆိုင်အမူအရာကိုမြင်ရသဖြင့်ရေမောမိလေ၏။ အနည်းတွင်ရှိသောအခြားမင်းမပြိုတို့မှလည်းဘိုင်းဝွေ၍အရေမောကြရာကာကန်ရှင်မိမကြီးမှာမိမိအားရှက်လောက်အောင်ဤကဲ့သို့ညှင်းဆန်သည့်အတွက် လူအများတို့ရှဲပွေဖြစ်ရသည်ကို အလွန်တရာဒေါသထွက်လျက်စိတ်မကြည်ချမ်းနိုင်ပဲအသားများဆက်ဆက်တော့အောင်ရှိနေရလေ၏ကျွန်တို့တို့သည်ထိုမိမကြီး၏အမျက်ကြီးသော အမိုးရာကိုမြင်ရသည့်အခါ ေါ်ဆန်သည်ဤများလောက်ရှက်တတ်သောတဘောမရှိခဲ့လျင်တော်လီစွာဟုအောင်းမေပေလေထိုမိမသည်ကျွန်တို့၏အသက်ကိုရန်ရှာတော့မည်ဟု တွေးထင်မိလေ၏ဤကဲ့သို့ကျွန်တို့တွေးထင်သည့်အတိုင်းလဲဟောက်မန်ကြောင့်ကိုရှေ့တွင် တွေ့ရမည်ဖြစ်သည်မိမကြီးသည်အလွန်တရာအမျက်ထွက်သောအမိုးရာဖြင့်ဂူပြင်းသို့ထွက်သွားလျင်ပေါ်ဆန်သည်ပြန်လာလေ၏ပေါ်ဆန်ပြန်လာသည့်အခါကျွန်ုပ်သည် အဆောင်လုတ်သူလူရိုင်းတို့အားပေါ်ဆံမှာတာမီယာရဖို့ကြောင့်ရဖို့သည့်တာမီယာနဲ့လည်းမတင်မတင်ရှိသည့်အတွက်မိမဆိုရင် အလွန်တရာကြောက်ရွံ့လျက်ရှိကြောင်းများကိုကြံစီပြောဆိုပြီးမိမပြူတို့သည်ရခင်ကအဖြစ်ကိုတရိယာသဖြင့်ဝိုင်းဝန်းရှင်မောကြတော့လေယောက်ျားလုတ်သူတို့မှာပေါ်ဆံ၏အမိုးရာသည်၎င်းတို့တစ်မျိုးလုံးကို မလေးမစားပြုလုပ်ခြင်းဖြစ်သည်ဟုသဘောရရှိဟန်လက္ခဏာဖြင့် စကားတခုံးမျှပြန်၍မပြောဘဲအင်ဂျူရီနှစ်သာနေကြကုန်၏ပေါ်ဆံမမူအနီးသို့မိမတယောက်လာလျင်ပင်ရခင်ကားကဲ့သို့ပြုတ်ကျတော်မူဟုအောင်မေလျက်နေမထိထိုင်မထိရှိရှာလေ၏အနတ္တသာသာဝီလျင်ကျွန်တော်တို့သည်မြို့နေမြို့ကင်းစတီတို့ကို ကြီးရှုလိုသည်နှင့်ထွက်လာခဲ့ကြရာထိုရဲ၌ယောက်ျားတို့သည်ထုံရက်လောက်ကန်ခြင်းကိုပြုကြလျက် မိမတို့မှာအလုတ်ကိုင်မလုတ်ဖဲငင်းရမ်းစွာနေလေရှိကြသည်ကိုတွေ့မြင်ရလေသည်ထို့ရက်၌မွေးမြူတော်ဒရိရှန်မှာအထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သောနောမွေးရှင်များသာဖြစ်ရာ၎င်းတို့မှာဟွန်တင်ရန်တော်၎င်းလေယာလုတ်ကိုင်ရန်တော်၎င်းအတုံးကြ၍၎င်း၏အသားနှင့်နှိုးတို့မှာလည်းအမေတာနွားနှိုးတို့ကဲ့သို့ပင်စားတောက်ရလေသည်၎င်းဒရိရှန်တို့မှာအလွန်တရာပေါများသဖြင့် စကြက်တွင် အမြောက်အများကျက်စားလျက်ရှိကြလေ၏မောင်စောနိုင်မိမဖြစ်သူလည်းမောင်စောနိုင်အနီးမှ မခွဲမခွာဘဲထက်ချက်လိုက်ပါလျက်ရှိရာကျွန်တို့သည်ထိုပြည်ဤဒလိထုံးစံများကို မေးမြန်းကြည့်ရှုကြလေ၏၎င်း၏အမည်မှာမေတာမာဟုခေါ်တွင်လျက်အတိတ်ပင်မှာရွှေသော အစင်းရှိသူဟုရရှိသည်သည်ထိုပြည်မှာတရားဥပဒေဟူ၍ရေးသားလျက်မရှိ နလီထုံးစံအတိုင်းသားလျင်စီစဉ်ဆုံးဖြတ်လေးရှိသည်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းတစုတစုလျင်ဖခင် အခေါ်ခံရသူတယောက်ရှိလျက်၎င်းမှာမိမိအစုတွင်တရားသူကြီးဝင်ဖြစ်၍အပြည့်ရှိသောသူတို့ကိုအသက်ဆုံးရှုံးအောင်စီရင်တတ်လေသည်အပြည့်ရှိသော သူကိုအသေးသက်သည့်အခါမိခဲ့သူတတ်ပါတည်းဟုကျွန်ုပ်ကမေးမြန်းသောအခါမေတ္တာမက ရှင်တို့တနေ့တော့မြင်ရပါလိမ့်မယ်ဟုပြောလေအဆိုပါအဆိုမှာရှင်နုံတို့၏အလဲတွင်တောင်ကြီးများရှိသည့်အရန်၌ဂူများဖောက်ထွင်းလျက်တောင်တောင်တွင်အဆုတစုကြနေထိုင်လေးရှိကြအဆုအပေါင်းတို့ကိုလည်းဘယင်မကပိုင်ကြောင်းဘယင်မဤအာနာကိုလည်းမိတိအစုကဖြစ်စေပယ်ဝို့တည်မရှိကြပယ်လန်သောသူတို့မှလည်းအသက်ဆုံးရှုံးမဲ့ဖြစ်ကြောင်းတို့ကိုလည်းကြားသိရလေ၏ ျွန်တော်ဒီ၎င်းဝိယမား၏အကြောင်းကိုမေတ္တာမအားမေးမြန်းပြန်သည့်အခါဘယင်မမှာနှစ်နှစ်တစ်ချိန်သုံးနှစ်တစ်ချိန်သာလျှင်အချားအဆုများတို့တွားရောက်တော်မူကြောင်းဆိုခဲ့သောအဆုတို့သည်ဆယ်စုမြောက်ရှိ၍တဆုလင်လူဦးရေတထောင်များရှိကြောင်းဘယင်မနေထိုင်သောအဆုတို့လည်းတာမညလူတို့မတော်ဝန်ကြောင်းတွားရောက်ရသည့်လန်ခီတို့မှလည်းအလုံးခဲလာသည်ဖြစ်၍လူတိုင်းတို့မသိရှိမသိရှိနိုင်ကြောင်း ။ဘယင်းမ၌လဲတတော်ဆောင်မှစာ၍အချွေအရက်အမြောက်အများရှိရာ၎င်းတို့မှစကားလည်းမပြောတတ် နားလည်းမကြားသူများဖြစ်ကြောင်းဘယင်းမသည် အခြားအစုများတို့ထွက်တော်မူသည့်အခါမျက်နှာမှစာ၍တစ်ခုလုံးကို အဝိတို့ဖြင့်ပတ်ချုံ၍ထားသည်ဖြစ်ကြောင်းအခြားဆင်းရဲသားတို့မမြင်ရကြောင်းမြင်မှုသူတို့ကလည်းဘယင်မသည်နတ်သမီးတပွဲအလုံးတရာအစင်းလာသည်ဟု ပြောဆိုကြကြောင်းအချို့သူတို့ကလည်း ဘယင်မသည်စင်းရဲသားတို့အနက်မှလင်တယောက်ကိုရွေးကောက်ပြီးလင်တမီမင်းကလေးမွေးသည့်အခါလင်ယောက်ျားကိုတက်ပြလိုက်ကြောင်းထိုတမီကလေးကြည်ပြင်း၍မိခင်နဲ့ရွာဆန်သည့်အခါမိခင်အရာကိုစက်ခံသည်ဟုပြောဆိုကြကြောင်းမိမိမမုံမိသူပြောသည့်ကိုယုံကြည်ရမည်မသိဖြစ်ကြောင်းသာသဖြင့်မေတ္တာမာသည် ထိုတိုင်းပြည်အဖြစ်အပျက်ဤဟာဇဝင်တို့ကိုပြန်ပြောသဖြင့် ကျွန်တော်တို့မှာများစွာအအောင်လျက်နားထောင်ကြားရလိမ့်၏။ဒီကဲတို့အကြောင်းအရာတို့ကိုယာတိယတိရှိသောကျွန်ုပ်သည် မစင်စားတတ်အောင်ဖြစ်ပေခြင်း၊ပေးတာတွင် ပါရှိသောအကြောင်းအရာတို့သည်အမှန်ပင်ဖြစ်လေသလိုဟုယုံမားတန်လျက်မကင်းအောင် ရှိနေလေသည်။မောင်စုံနိုင်ပါမို့ပထမလာစဉ်အခါကပင် ထိုအကြောင်းအရာများကိုကောင်းစွာယုံကြည်ပြီးဖြစ်သည့်အပြင် ယခုတပံတွေ့မြင်ကြသေးရပြန်တော့အကြောင်းအရာတော့မလဲထက်တူတည်းမြပင်ဖြစ်သဖြင့်ဤတိုင်းပြည်သည်ကျွန်တို့လိုက်ရှာနေသောတိုင်းပြည်ဖြစ်၍ထိုပြည့်ရှင်ဘုရင်မသည်လည်းကျွန်တို့တွေ့လို့သောဘုရင်မပင်ဖြစ်သည်ဟုယုံကြည်လျက်ရှိလေ၏ပေါ်ဆံပါမူမကြုံဘူးမတွေ့ဘူးသောအရာများကို တွေ့ကြုံရသဖြင့်အပင်မခံစစ်စားခြင်းမပြုဘဲဖြစ်လို့ရဖြစ်စေတော့ဟုသောသဘောထားနှင့်နေလေ၏ ော်တော်ဘုတ်မောင်ကလာမမို့လူရိုင်းတို့ကလည်းမျက်နှာသာမပေးသဖြင့်တစ်နေ့လုံးကိုရွေးနှင့်ကုန်လျက်ထိုပြီးဒီငရဲပြီးဖြစ်သည်ထိုပြီး၌နေထိုင်သောသူတို့သည်လူစင်စစ်မဟုတ်မကောင်းဆိုးဝါးများသာဖြစ်သည်ဟုအောက်မေ့မိရှာ၏ဤတို့နေထိုင်ကြ၍လေးရက်မြအကုန်လုံးခဲလျင်နတ်ဖြန်သည်ဘီမအိထံမှအဖိုးကြီးပြန်လာမည်ဖြစ်သောနေ့ဖြစ်လေ၏ထိုညနေ၌ကကျွန်တို့တို့သည်တသက်တွေမမေ့နိုင်လောက်အောင် ထူးဆန်းအောင်ပွဲကောင်းသော အဖြစ်ပြက်တို့ကို တွေ့ကြုံရလေ၏ကျွန်တို့သည်ညစာစားတောက်ကြပြီးနောက်မိဘအနေနိုင်ထိုင်လျက် စကားတခေါ်မှမပြောကြဘဲရှီဟောင်းနောက်ဖြစ်များကိုပြန်လည်စဉ်းစားလျက်ရှိကြစဉ်မောင်စောနိုင်၏ဇနီးဖြစ်သောမေသာမမလည်းကျို့တို့အနေတွင်ထိုင်ရက်ရှိလေ၏မေတာမာသည်မိဘုံကိုစိုက်လျက်ကြည့်နေရမှမိမိကိုယ်ကိုတဖြည်းဖြည်းရင်းရိုက်ပြီးလျင် ။မောင်စောနိုင်မျက်နှာကို စစ်စစ်ကြည့်လျက်မကရဘာသာဖြင့်တခြင်းတပုတ်ကိုသိဆိုလေ၏။၎င်းတခြင်းအတိတ်ပင်မှာကျမသည် ရှင်အားစောင့်ဆိုင်၍နေရသည်မှာကြားလာလိမ့်ပြီ။ကျမသည် ရှင်အားမြင်လင်မြင်ချင်းပင်အတတ်မြမကချစ်ခင်ပါသည်။ရှင်ဤရုပ်အစင်မှာလည်းလူနှင့်မတူနတားတမြပင်ကြည်၍မညီအောင်ချောလှပါပေသည်။ ယခုခါ၌ကကျမတို့နှစ်ယောက်သည်တအိုးကိုတအိုးအထိုးပင်မြစ်တာတောက်ဝင်ကြကြည်သည်တို့ရာတွင်တနေ့သောအခါရှင်တီကျမထက်အစတရားမကကျောလာသောသူကိုမြင်ရသည့်အခါကျမကိုစွန့်ပြေး၍သူနှင့်နေလိမ့်မည်ဟုကျမစိတ်၌ထင်မြင်မိပါသည်ထိုအခါ၌ရှင်တီကျမအားချင်းဆွဲဖြစ်သည့်ဖြင့်မခွဲခွာလိုတော့လေ အချားမိမ့်မိုက်အစင်သည်အလွန်တရာ ချောလာသည်ဖြစ်၍အစင်းရှိရာသို့ပါကြီးတော်မီသာသဖြင့်တီဆိုလျက်ရှိရာတချင်းကိုရုတ်တရက်ဖြတ်ပြီးလင်း မောင်ဘတ်တို့လှဲ့လှဲ့၍ဟောဟောမှာရှင်တို့မမြင်ကြဘူးလားဟုတ်မေးရာကျွန်တို့တို့ဒီမေတာမှာလှဲ့ရာတို့ကြည်ကြတော့လဲဘာကုံမြမမြင်ရတော့ပဲမောင်အတိပီလျက်ရှိသည်ကိုတွေ့မြင်ရလေဤ ျွန်တော်တို့ဒီဘာမြပင်မတွေ့မမြင်ရတော့လေညင်ခါဖြစ်သည်လေတချောင်းထိုးရက်သည် အလုံးထိုးစမ်းသောအရက်ဖြစ်၍ကျွန်တော်တို့ဤစိတ်မှာလည်းနှလုံးမခိုင်စေလောက်အောင် ရှိနေသည်လေတချောင်းမေတ္တာမိုင်းအမိုးရာမှာလည်းအခါတိုင်းနဲ့မတူအမိုးရာကွဲပြားလျက်ရှိသည်လေတချောင်းတချင်းအထိပ်ပင်မှာလည်းထိုးစမ်းလာသည့်အပြင်ဒီဆိုသည့်အတန်မှာလည်းညီညီတွတ်ရှိသည်ဖြင့်စိတ်နှလုံးတော်လုံးပွဲ ရှိသည်လေတချောင်းချောင်းကျွန်တော်တို့ဒီ မောင်ဘတ်တို့အလေကြီးရာတစုံတရာကိုမှမမြင်ကြရတော့လဲကြက်သေးမွေးညင်ထားလျက်ရှိကြရာပေါ်ဆန်လဲကျွန်တော်အနီတို့တဖြည်းဖြည်းတိုး၍လာလေကျွန်ုပ်ဒီမိဒီဟိုကြောက်ရွံ့နေမတီပဲကြက်သေးမွေးညင်ထားအောင်တုံလုံးတည်နေမေတာမအားဘာကုန်ဖြစ်တယ်လဲဟိုမေယာမေတာမဒီမောင်ဘတ်တို့အဆိုင်၍ကြည်နေရမှာတကောလုံးတုံလုံးပြီးလေ မိန်မောမိလျော်လဲသွားလေ၏မောင်စောနိုင်မှာမေတ္တာမအအကယ်ပင်ချစ်ခင်လျက်ရှိသည်ဖြစ်၍ယူရပိုက်ထွေမင်းမြန်းချင်းကိုပြုပါတော်လဲမေတ္တာမမှာ9မိနစ်ခန့်တတိမရပဲရှိလေ၏၎င်းတော်တတိယ၍လာသည်ဖြင့်မောင်စောနိုင်က အကျိုးကြောင့်မင်းမြန်းရာမေတ္တာမသည်စပေများကိုပြင်၍ထုံမိလျင်မမေးပါနဲ့ကိုစောနိုင်ဟဲ့ကျမမြင်တာကို မပြောပြရစေနဲ့ ကျမပြောရင်လဲရှင်တို့ကြောက်ရွံ့တာရှိမှာပဲဟုပြောပြီးနာဂျပန်မောင်စောနိုင်အင်းမြင်နာကို အလုံးကျင်နာလတ်တော်မျက်နှာထားဖြင့်စစ်စစ်ကြီးလျက်လက်နှစ်ဖက်ဖြင့်ကိုင်းပြီးလျင်မိခင်သည်အလုံးချစ်ခင်တော်တားငယ်ကိုနမ်းရှုပ်ပြီးတကယ်တော့မေတာမာသည်မောင်စောနိုင်နဖို့ကိုနမ်းရှုပ်၏၎င်းတော်မေတာမာပြောသည်မှာကိုစောနိုင် ရှင်ကိုကျမအင်မတန်ချစ်ခင်ပါရဲ့နော်ရှင်လည်းအဲ့ဒီဒါပဲမဟုတ်လားကျမကွယ်လွန်သွားရင်တော့တခါတလေညမြတည်ရင်လို့လို့ရှင်သာစံချေလိုက်လို့ကျမကိုမတွေ့တဲ့အခါကျတော့ဒင်းကလေးတော့တွားရှာပြီလို့အောင်းမေးရစ်ပါနော်ဟဲတို့တော့လေနောက်ခါလာနောက်ခါစီတဲ့နောက်ရေးကိုတွေးမတွေးပါဘူးအခုတို့တကနေကြရတဲ့အခါပျော်ပျော်ရှင်ရှင်နေကြဖို့ရှိတာပဲမဟုတ်ဘူးလားရှင်ကိုစောနိုင် ဆန်းခွန်ကိုနောက်ရက်တွင်မှဆက်လက်ဖျက်ပြပေးတော့မှာဖြစ်ပါတယ်။အဆုံးဒီကူဆန်းနာဆင်ပေးခဲ့တော့အလုံးတို့ဝင်ကျေးဇူးတင်ရှိပါတယ်။အားလုံးပဲကျေးဇူးပါပေးခြင်းချက်ပါ